လာပါရှင်။အော်တိုဘာလ23ရက်နေ့အတွက်မြို့တော်ရဲ့မနက်ပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျမတော့အင်ချူမီပါ။ဒီကနေ့တင်ဆက်ပေးမှာကတော့မိထီလာမှာကင်းလဲ့ပြီးပြန်လာတဲ့ရဲကဘုံနဲ့အဖြစ်ခံရလို့ရဲနှစ်ဦးသေဆုံးတဲ့သတင်းအပါအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ခလာရ104တက်သေးကစစ်သားတွေကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ တနင်္သာရီတိုင်းဒေသကြီးတဝဲခရိုင်ရေပြူမြို့နယ်ရှိရေပြူမြို့မှရဲစခန်းမှာအထိုင်ကျတပ်ဆွဲနေထိုင်တဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေနဲ့တဝဲမြို့ဝင်ကြီးအင်အားအတွင်အထိုင်ကျတပ်ဆွဲနေထိုင်တဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒရဂစစ်ကြောင်းကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဝါလာ9ရက်နေ့နေ့လယ်7:00နာရီဝန်းကျင်အချိန်ကမှရေပြူမြို့မှရဲစခန်းမှာအထိုင်ကျတပ်ဆွဲနေထိုင်တဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကို၎င်းညနေ၄နာရီခွဲဝန်းကျင်အချိန်ကမှ တဝဲမြို့ဝင်းကြီးအိမ်ရအတွင်အထိုင်ကျတပ်ဆွဲနေထိုင်တဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကို၎င်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ဒါအပြင် အော်တိုဘာလ၈ရက်နေ့ည9:00နာရီဝန်းကျင်အချိန်မှာခလာရ၁၄အတွင်ရှိစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုလည်း drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာထိခိုက်ဒေဆုံးမှုကိုတော့အတိမပြုနိုင်သေးဘူးလို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုတွေကိုတဝဲအမျိုးသားလူမျိုးရေးတပ်တော် DNL နဲ့ဒူရကစစ်ကြောင် drone တင်းနဲ့ DEF drone team တို့ကပူးပေါင်းလုံဆောင်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။မိဘပြည်သူတွေအနေနဲ့လည်းတနိုင်ငံလုံးအတိုင်းအတာနဲ့စီရေးအရှိန်တိုးမြင့်ဆောင်ရွက်နေတာကြောင့်စီရေးအထူးသတိပြုသွားလာနေထိုင်ကြဖို့နဲ့စစ်ကော်မရှင်တပ်ကအချိန်မရွေးလေကြောင်းအသုံးပြုတိုက်ခိုက်လာနိုင်တာကြောင့်လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုလိုက်နာကြည့်ကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နေပြည်တော်တကုန်းမှာစစ်သားတွေမိုင်းဆွဲတိုက်ခိုက်ခံရပြီး လေးဦးသေဆုံးကလေးဦးထိခိုက်ဒဏ်ရာရတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်ရှင်။နေပြည်တော်ကောင်စီနယ်မြေတကုံးမြို့နယ်မှာနယ်မြေရှင်းလင်းရေးထွက်လာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်ဘက်မှလေးဦးသေဆုံးခဲ့တယ်လို့မြို့တင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ15ရက်နေ့ညနေ3နာရီခွဲအချိန်ကတကုံးမြို့နယ်ရတနာမြေကျေးရွာအနီးနယ်မြေရှင်းလင်းရေးထွက်ခွာလာတဲ့အင်အား16ယောက်ပါစစ်ကောင်မရှင်စစ်ကြောင်းကို အသင့်ပြင်ဆင်ထားတဲ့မိုင်းဝင်းနဲ့အဆောင်ချိုတိုက်ခိုက်ခဲ့တာလို့သိရပါဗျ။တိုက်ခိုက်မှုကြောင့်စစ်သားတအူးနေရာမှာတင်သေးဆုံးပြီးလူနာတဲဆောင်စဉ်လမ်းခရီးမှာစစ်သား၃ဦးထပ်မံသေးဆုံးကစုစုပေါင်း၄ဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဆိုပါတိုက်ခိုက်မှုကို မကွေးတိုင်းဒေသကြီးမကွေးခရိုင်မြို့တစ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့တစ်ပကဘာကလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အုံနေနဲ့ မိတ်တီလာမှာကင်းလဲ့ပြီးပြန်လာတဲ့ရဲကဘုံနဲ့အပြစ်ခံရလို့ရဲနှဦးသေးဆုံးတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမိတ်တီလာမြို့မှာကင်းပတ်လာတဲ့ရဲကတစီဘုံပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သိရပြီးရဲတပ်သားတွေသေဆုံးတာရှိတယ်လို့သိရပါဗါတယ်။အော်တိုဘာလ12ရက်နေ့မနက်ပိုင်း7:00နာရီကကမိတ်တီလာမြို့အနောက်ပိုင်းမှာကင်းလဲ့ပြီးပြန်လာတဲ့ရဲကတစီဟာပညာရေးတက္ကသိုလ်အနီးမှာဘုံနဲ့ပြစ်ခတ်ထိုက်ခိုက်ခံရလို့ရဲတပ်သားတွေသေဆုံးတာရှိတယ်လို့သိရပါဗါတယ်။ အုံငနေကြလို့လိုက်ကြည့်ရရဲကားတစီနောက်အဖုံးလန်သွားတယ်အထဲကရဲတွေတည်ရဲလို့ပြောတယ်ကားရဲလက်ပြပုံးအပြစ်ခံရတာတယ်လို့ဒေသခံတို့ကပြောပါတယ်ထိခိုက်ဒဏ်ရာရတဲ့ရင်မောင်းနဲ့သေဆုံးရတဲ့သားတွေကိုစစ်ကောင်မရှင်တပ်တွေကလာရောက်တဲပြီးမိဒီလာစေယုံကိုပို့ခဲ့ကြကစစ်သားနဲ့ရဲတွေတော့ရှာဖွေတာတွေလှောက်ဆောင်နေတယ်လို့သိရပါတယ်မိဒီလာစေယုံနဲ့ရင်ခွဲယုံကိုပို့လိုက်ကြတယ်ရဲနှစ်ယောက်တည်တယ်ပြောတယ် စစ်သားတွေရဲတွေတော့ရှာဖွေရာတွေလုပ်နေတယ်လို့ဒေသခံတအူးကပြောပါရယ်အဆိုပါတိုက်ခိုက်မှုကိုစန်တန်မြူကြီးအဖွဲ့ကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော်လန်ရေးရဲဘော်တွေအထီးခိုက်မရှိအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အုံနေနဲ့တောင်ကြီးမှာမိုးများပြီးမြေပြိုလို့နေအိမ်အလုံးလိုက်ပြိုကြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာမိုးတဲထန်စွာရွာသွန်းပြီးမြေပြိုကြမှုကြောင့်နေအိမ်တစ်လုံးပျက်စီးကာ တခြားနေအိမ်တွေလည်းထိခိုက်ပျက်စီးမှုတွေရှိတယ်လို့သိရပါဗါဒ်အော်တိုဘာလ17ရက်နေ့ညနေပိုင်းမှာတောင်ကြီးမြို့ညောင်ဖြူစခန်းရက်ကွက်နယ်မြေခုနှစ်အနောက်ချမ်းအောင်မင်္ဂလာဘုံကြီးကျောင်းအနီးရေချောင်းမီးကလျက်ကသူ့မိုးထရန်က နေအိမ်တလုံးရေတိုက်စားမှုကြောင့်အောက်ခံမြေသားပျော်ကအိမ်အလုံးလိုက်ပြိုကျခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါဒ်ထို့သို့မြေပြိုကျရသည့်ဖြစ်စဉ်မှာမြို့မြောက်ပိုင်းရက်ကွက်တွေဖြစ်တဲ့ဆက်ဆံထုံညောင်ဖြူစခန်းနဲ့ရတနာသီရိဘက်မှာ မိုးရွာသွန်းမှုများတာကြောင့်ချောင်းရည်စီယာမှာမြေပြိုကျတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တာလို့သိရပါဗျ။တော်သေးတယ်အိမ်ကလူမနေတော့လို့အဲ့ဒီအိမ်ကလူမနေပေမဲ့သူပြိုကျလို့အောက်ကအိမ်တွေပြိပြီးပျက်စီးဆုံးရှုံးမှုအနည်းငယ်ရှိတယ်လို့ဒေသခံတအူးကပြောပါဗျ။တောင်ကြီးမြို့မှာရခင်နှစ်တွေကမိုးများရေကြီးခဲ့ခြင်းကြောင့်မြေပြိုကျခြင်းများရှိခဲ့ပြီးမြေအလွန်ကျုံဖို့ပြီးဆောက်လုပ်ထားတဲ့နေအိမ်တွေနဲ့၎င်းဘဝင်းကျင်မှာရှိတဲ့နေအိမ်တွေသတိထားသင့်တယ်လို့ ဒေတာရင်းလူမှုကွန်ရီရဲ့အဖွဲ့ကလည်းသတိပေးနှိုးဆော်ထားတာတွေရှိတယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ပုပ္ပတိရီမြို့နယ်ရှိမူလာတန်းချောင်းတကြားကမ်းပါပြိုကျနိုင်လို့ရွှေ့ပြောင်းခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။နေပြီးတော့ပုပ္ပတိရီမြို့နယ်မှာအော်တိုဘာလ12ရက်မနက်7:00နာရီကမှစတင်ပြီးမိုးသည်ထန်စာရွာသွန်းနေတာကြောင့်အခြေခံမူလာတန်းချောင်းတကြားရေတိုက်စားပြီးချောင်းအတွင်းမျောပါသွားနိုင်တာကြောင့် ပြောင်းရွှေ့ခဲ့ရတယ်လို့မြန်မာနိုင်ငံမိသားတက်ဖွဲ့ကထုတ်ပြန်ထားပါတယ်။မိုးသည်ထန်စွာရွာသွန်းမှုကြောင့်ပုဗ္ဗာဒီရီမြို့နယ်ဇီကုံကျေးရွာအုပ်စုကလားကျေးရွာစင်သေးကျောင်းအနီးမှာရှိတဲ့အခြေခံပညာမူလတန်းကျောင်းဟာရေတိုက်စားပြီးကမ်းပါပြိုကျကချောင်းအတွင်းမျောပါသွားနိုင်တာကြောင့်ပုဗ္ဗာဒီရီမြို့နယ်မိသားစခန်းမှာတက်ဖွဲ့ဝင်တွေကကူညီရွှေ့ပြောင်းပေးခဲ့ကြရတယ်လို့မြန်မာနိုင်ငံမိသားတက်ဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်။ မြို့တော်ရမနာပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်ကျိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်နဲ့အသွေအသွေမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်